အလိုလိုသိချင်းလှုပ်ဝက်ချက်ငါဒီနေရာမှာဒီစကားကို ပြောဖူးတယ်။ဒါလုပ်ဖူးတယ်။တင်ဘယ်တော့မှမရောက်ဖူးတဲ့မြို့တစ်မြို့ကိုရောက်သွားဖူးပါသလား။ဒါမှမဟုတ်ဘယ်တော့မှမတွေ့ဖူးတဲ့လူတစ်ယောက်နဲ့စကားပြောနေရင်အိုးငါဒီစကားကိုအရင်ကပြောဖူးတယ်ဆိုတဲ့အစွမ်းထက်တဲ့ခံစားချက်ကိုခံစားခဲ့ဖူးပါသလား။အဲ့ဒီလိုခံစားရတဲ့အခါကိုယ်စိတ် ကိုယ်ကိုငါဘာဖြစ်နေတာလဲလို့မေးခွန်းထုတ်မိကြမှာတေချာပါတယ်။ ီအတွေ့အကြုံကို deja vu deja vu လို့ခေါ်ပါတယ်။ပြင်သစ်ဘာသာစကားက already seen အရင်ကတည်းကမြင်ခဲ့ဘူးသည်လို့အတိတ်ပဲရပါတယ်။လူအများစုရဲ့နှစ်ပုံသုံးပုံနီးပါးဟာတစ်ချိန်မဟုတ်တစ်ချိန်တော့ဒီလိုမျိုးခံစားမှုကြရတယ်လို့စစ်တမ်းတွေကဆိုပါတယ်။ဒါပေမဲ့ဒီအလွန်အမင်းရင်းနှီးမှုရဲ့ခံစားချက်ကတစ်ခါတရံမှာအနာဂတ်ကိုကြိုသိခြင်း precognition လို့အထင်မှားစေနိုင်တဲ့အထိပြင်းထန်လုံးပါတယ်။ ဂျေဗူးရဲ့အနှစ်သာရကအနာဂတ်ကိုကြိုမြင်လာလို့သတ်မှတ်လိုက်တာကမှားယွင်းနိုင်ပါတယ်။အဘယ်ကြောင့်ဆိုတော့ဂျေဗူးဟာဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကိုအရင်ကကြုံဘူးတယ်လို့ခံစားရတာဖြစ်ပြီးကြိုသိခြင်းဆိုတာကအဖြစ်အပျက်မဖြစ်ခင်ကတည်းကသိနေတာဖြစ်လို့ပါ။ဒါပေမဲ့နှစ်ခုကြားကယဉ်ညှိမှုခံစားချက်ကအလွန်စင်တူလုံးပါတယ်။အငင်းပွားနေရတဲ့အချက်များ ဒီဖြစ်စဉ်ကိုသိပ္ပံပညာရှင်တွေကအုံနောက်ရဲ့မျက်ညံပိုင်းဆိုင်ရာခြုံရုံးမှုအဖြစ်သုံးသပ်ကြတယ်သူတို့ရဲ့အဆိုအရလူအုံနောက်ဟာအချက်လက်တွေကိုနှစ်ကျော်လမ်းကြောင်းနှစ်သွဲကနေတစဉ်ပို့လွတ်ပေးနေပါတယ်တစ်ချိန်တည်းမှာပဲအချက်လက်တွေဟာ synchronization အချိန်ကိုက်ညီမှုမရှိဘဲအနည်းငယ်နှောင့်နှေးသွားတဲ့အခါအုံနောက်ကပထမဆုံးရောက်လာတဲ့အချက်လက်ကိုအမတ်တရားဟောင်းတစ်ခုအဖြစ်မှတ်ယူပြီးဒုတိယရောက်လာတဲ့အချက်လက်ကိုလက်ရှိအဖြစ်ပြအဖြစ်သိရှိတဲ့အခါငါဒါကိုအရင်ကလုပ်ဖူးပြီး ထင်သွားရတာဖြစ်တယ်လို့ဆိုကြတယ်။ဒါဆိုရင်ခံစားမှုကဘလို့ဖြစ်ပေါ်တယ်လဲ။တအာယုံခံစားမှုနှစ်ထပ်ကွန်းချင်း split perception တင်ဟာတနေရာကိုပထမအကြိမ်ရောက်တဲ့အခါအာယုံပြန့်လွင့်နေတာဒါမှမဟုတ်တစုံတရာကြောင့်အာယုံစူးစိုက်မှုနှဲပါနေတာကြောင့်အချက်လက်တွေကိုအပြေအဝမမှတ်မိပဲအုံနောက်ကတင်းစီလိုက်တယ်။ ပြီးတော့တစ်စက္ကန့်အတွင်းမှာပဲအာယုံစိုက်မိသွားတဲ့ဒုတိယအကြိမ်မြောက်အတွေ့အကြုံပေါ်လာတဲ့အခါအုံနောက်ကပထမအကြိမ်တင်းစီလိုက်တဲ့အချက်လက်ကိုအမှတ်တရဟောင်းအဖြစ်မှတ်ယူလိုက်တာမျိုးဖြစ်နိုင်တယ်။နှစ်ပုံစံတူညီမှု Gestalt Familiarity Hypothesis ဒီ theory ကပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့တဲ့အုံနောက်ဟာလက်ရှိမြင်နေရတဲ့အခန်းနေရာဒါမှမဟုတ် ဖြစ်ပျက်ရဲ့ပုံစံ layout ကိုအရင်ကကြုံဘူးခဲ့တဲ့နေရာတစ်ခုရဲ့ပုံစံဥပမာအခန်းထဲက pre-book ကထားရှိပုံနဲ့အလွန်တူညီနေတယ်လို့မှတ်မိသွားတာမျိုးဖြစ်တယ်။သို့တော့တင်အောင်နောက်ကအဲ့ဒီပထမအကြိမ်ကြုံခဲ့ရတဲ့နေရာတိကျကိုပြန်တတိယဖို့ recollection မလုပ်နိုင်တော့တဲ့အခါယဉ်နီးမှု familiarity ခံစားချက်တစ်ခုတည်းသာကြံရစ်ခဲ့ပြီးကြကြလို့လို့ခံစားရခြင်းဖြစ်တယ်။အချို့သောလူပုဂ္ဂိုလ်များအထူးသဖြင့် အသက်15နှစ်မှ25နှစ်ကြားရှိလူငယ်များဒီဒီဂျေဗူကိုပုံမမကြာခဏခံစားရလေရှိပြီးခီးများစွာသွားသူများနှင့်အိမ်မက်များကိုအသေးစိတ်မှတ်မိသူများတွင်ပိုးဖြစ်များကြောင်းတွေ့ရသည် ိမ်မက်နှင့်ဂျေဘွာဆက်ဆက်မှုအချို့သူတေသနာများကကြိုတိသောအိမ်မက်များကိုခံစားရသူများသည့် JV အတွေ့အကြုံများကိုပုံမူခံစားရတတ်သည်ဟုအကြံပြုကြသည်ယင်းတို့သည်အဖြစ်ပြက်မဖြစ်ခင်အိမ်မက်ဆန်သောပုံရိပ်ခါကိုမြင်ခဲ့ရပြီးအဖြစ်ပြက်လက်တွေ့ဖြစ်လာသောအခါအိမ်မက်ထဲကအတိုင်းအဖြစ်နေသည်ဟုယုံကြည်ကြသည် 《塞班山崖修道》（Spiritual a shu dao Perspective） le ka bai yin j m 读到了，这把印第安民族的土 i 片写在印第安人一片山苗谷，阿德伯瓦阿 n 中，Past Life Experiences，mews 是祖先生命、Ancestral a n Lineage Memories，跟着蚂蚁来用物，Love Attraction，多么好，跟着蚂蚁来片木一片树苗家的。 သိပ္ပံပညာရှင်များကဖြစ်ရမယ့်အဖြစ်လက်ခံတော်လဲစန့်ကျင်ဘက်ကဘာများ multiple story ကိုလက်ခံသူများကမူကျွန်ုပ်တို့သည်အခြားသောအပြိုင်ကဘာတစ်ခု၏အခိုက်အတန့်တစ်ခုကိုခဏတာလမ်းမြင်လိုက်ခြင်းဖြစ်နိုင်သည်ဟုယူဆကြသည်ထိုကဘာနှင့်ကျွန်ုပ်တို့၏ကဘာတို့သည်တပြိုင်တည်းတည်ရှိနေသည်ဟုသောအယူဆဖြစ်သည်မိကုံးချုပ်အဖြစ်တင်ပြောဆိုခဲ့သောငါဒီလိုပြောနေတာကင်တွင်နေတာကိုအရင်ကကြုံဘူးခဲ့တယ်ဆိုသည့်ခံစားချက်သည် အုံနောက်ဤရူရှင်သောမှတ်ဉာဏ်ကမောက်ကမဖြစ်မှုသာဖြစ်နိုင်သလိုတစ်ဖက်တွင်လည်းလူသားတို့၏စိတ်ကူးဉဏ်နှင့်အတွင်းစိတ်၏လှုပ်ဝက်နိုင်စွမ်းကိုမိမောက်ထုတ်ပြနေသည့်နက်နဲသောဖြစ်စဉ်လည်းဖြစ်ပါသည်။ဂင်းကိုအနာဂတ်ကိုကြိုတိခြင်းဟုခေါ်သည်ဖြစ်စေ၊မှတ်ဉာဏ်ဤလက်ကွက်ဟုခေါ်သည်ဖြစ်စေ၊ထိုခဏတာယဉ်နီမှုခံစားချက်သည်ကျွန်ုပ်တို့အားအချိန်နှင့်ဖြစ်တည်မှုအပေါ်ပုံမူနက်နဲစွာစဉ်းစားစေသည့်စံကျဲသောအတွေ့အကြုံတစ်ခုအဖြစ်ကျန်ရှိနေစေဖြစ်ပါသည်။ဗီဒီယိုရေးသားဖန်တီးသူရာရာ ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းလေးတွေအမြဲတင်သွားမှာမလို့ like follow subscribe လုပ်ပေးပါနော်